င်လာပါရှင်။တနင်္လာရသတင်းအစီအစဉ်ကနေကြိုဆိုလိုက်ပါရစေ။ဒီအစီအစဉ်ကိုဒိုဝဲဝက်အဖွဲ့သားတွေကအစီအစဉ်တင်ဆက်ထားတာပါ။ဒီကနေ့တင်ဆက်ပေးမယ့်သတင်းတွေကတော့လောင်လုံးမြို့မှာဒီကနေ့တိုက်ပွဲအပြင်းထန်ဖြစ်ပွားခဲ့တဲ့အကြောင်းပလောစင်ထိုးကြီးရွာခရီးသည်နားနေဆောင်လမ်းမှာမိုင်းပေါက်ကွဲလို့အရသာတအုပ်ထင်ရန်ရတာတနင်္လာရမြို့နယ်မှာတက်ချင်းပြီးပြန်လာတဲ့စစ်ကောင်စီတပ်တိုက်ခိုက်ခံရတဲ့အခြေအနေနဲ့ မြေကျွန်းစုဒေတာထွက်ကန်းစော်စိနှစ်နှစ်ဆက်တိုက်အထွတ်နှုံးနဲလာပြီးတဲ့နောက်ဈေးနှစ်ဆနေပါမြင့်သွားတဲ့အကြောင်းကျက်ဝိုင်းကိုထိုင်းရဲဝင်ဖမ်းရမှာမြန်မာများအပါအဝင်လူ30ကျော်ဖမ်းဆီးခံလိုက်ရတာစနေရအကြာ Israel Iran စစ်ပွဲဒီနေ့အပြစ်အခက်ရက်ဆက်လိုက်တဲ့အချိန်နေဆရတဲ့တဲ့တင်တွေကို နားဆင်ရမှာပါရှင် လောင်လုံးမြို့ပေါ်မှာဒီကနေ့ဇွန်လ24ရက်နေ့မနေ့ပိုင်းကဆောက်လို့တိုက်ပွဲအပြင်းထန်ဖြစ်နေတယ်လို့မြို့ခံတချို့စီကသိရပါဗျ။တည်င်းပြေဆောင်ကိုဒဝဲဝရှိုင်းတော်သားတဦးကပြောပြပေးသွားမှာပါရှင်။လောင်လုံးမြို့ပေါ်မှာဒီကနေ့ဇော်လ24ရက်နေ့မနက်ပိုင်းကစလို့တိုက်ပွဲပြင်းထန်နေတယ်လို့မြို့ခန့်အချို့စီကသိရပါဗျ။ လောင်းလုံးမျိုးပေါ်ရှိမြို့မရဲစခန်းထွေအောင်ရုံနဲ့လောက်ဝကရုံတွေမှာတက်ဆွဲထားတဲ့စစ်ကောက်စီတပ်ကိုဒီနေ့မနက်7:45မိနစ်လောက်မှာတွန်လိုင်းရင်ပူပေါင်းတပ်တွေဝေတိုက်ခိုက်တာကနေနှစ်ဖက်တိုက်ပွဲပြင်းပြင်းထန်ထန်ဖြစ်နေတာပါလက်နက်ကြီးလက်နက်ငယ်အတန်းတွေကြားနေရပြီးထွေပြေးချိန်မရလို့ပုံနေရတယ်လို့လည်းမြို့ခံအမျိုးသမီးတဦးကဆိုပါတယ်တိုက်ပွဲဖြစ်နေတာ၃နာရီနီးပါးအထိရှိလာပြီးမော်လွန်နာရီခွဲတိတနတ်တန်တွေစက်တိုက်ကြားနေရတယ်လို့လည်းမြို့ခန့်အချို့ကပြောပါတယ် ဒါအပြင်ဒိုဝမ်မျိုးပေါ်ရှိစစ်ကောက်စီတပ်ကလည်းလက်နက်ကြီးနဲ့လောင်းလုံးမျိုးဘက်ကိုပစ်ခတ်နေတယ်လို့ဒေသခံတွေစီကသိရပါဗျ။ပြီးခဲ့တဲ့မေလနောက်ပိုင်းကစလို့လောင်းလုံးမျိုးနဲ့အနီးကစစ်ကောက်စီတပ်စခန်းတွေကိုတော်လိုင်းရဲ့ပူပေါင်းတပ်တွေကဝယ်တိုက်ခိုက်တာကနေနှစ်ဖက်ဆက်ရည်တင်းမာနေပြီးတိုက်ပွဲတွေလည်းခက်စစ်စိတ်ဖြစ်ပွားနေပါဗျ။ဒါကြောင့်လောင်းလုံးမျိုးအဝတ်ရှိကျေးရွာ၅ရွာလောက်ကဒေသခံတွေအိုးအိတ်ဆော့ခွာထွက်ပြေးနေကြရတဲ့အပြင် ကျေရော့ပေါင်း၄၀လောက်မှလည်းလျက်စစ်တအားမရရှိတော့တာရက်သက်တစ်ပတ်၃ပတ်လောက်ရှိလာပြီဖြစ်ပါတယ်။ပလောမျိုးနဲ့ဒဝဲမြေကားလမ်းပေါ်ကစင်ထိုးကြီးရွာခီးတဲ့နားနေဆောင်နီးမှာမိုင်းပေါက်ကွဲလို့အရက်သားအမျိုးသမီးတဦးထိခိုက်ဒဏ်ရာရသွားပါတယ်။တတင်းအပြည့်စုံကိုဒဝဲဝက်ရှိုင်းဒေါ်သားတဦးကပြောပြပေးသွားမှာပါရှင်။ပလောမျိုးနဲ့ဒဝဲပေကားလမ်းပေါ်ကစင်ထိုးကြီးရွာခီးတဲ့နားနေဆောင်နီးမှာမိုင်းပေါက်ကွဲလို့အရက်သားအမျိုးသမီးတဦးထိခိုက်ဒဏ်ရာရသွားပါတယ်။ဂျွန်လ22ရက်နေ့ညနေပိုင်းမှာ ကြောက်တောင်ရွာကအသက်40အရွယ်အမျိုးသမီးဟာပစ္စည်းလက်ခံယူဖို့တဝဲကလာတဲ့ကားကိုစင်တိုကြီးရွာလမ်းဆိုးကခီးစဉ်နာနေဆောင်မှစောင်းနေချင်းအင်းနာကလူမရှိတဲ့ခြံဝင်းထဲအပေါ့လွားရကနေမန်ဂျိုခလုတ်တိုက်ပြီးပောက်ကွဲသွားတယ်လို့ဒေတာခန်ကပြောပါတယ်ပြီးရတဲ့မေလာကလည်း ဘလောကနေဆိုင်ကယ်စီလာတဲ့အမျိုးသားတူခီးတဲ့နာနေဆောင်မှာကအိမ်မှာအပေါ့သွားကြီးမြို့မြိုင်ပိုင်ပောက်ကွဲကလေးတန်ရအနေငယ်ရခဲ့ဖို့ပါလေမိုင်းပေါက်ကွဲတဲ့နေရာဟာကင်အမျိုးသားလွန်မြောက်ရေးတပ် KNLA CC ခေတ်ထားတဲ့နေရာနေမှာရှိတာပါအခုနေ့ဧပြီလမှာဒိန်းတောင်ရွာမှာတပ်ဆွဲထားတဲ့စစ်ကောင်စီတပ်ဖွဲ့ဟာ KNLA CC ခေတ်ထားတဲ့နေရာကိုစစ်တောင်ထိုးကပြန်ထွက်သွားပြီးတဲ့နောက် KNLA တပ်ဖွဲ့ဟာအဲဒီနေရာအနီးမြေမြို့မိုင်းတွေထောင်ထားခဲ့လို့ဆိုပါတယ်။ဒါကြောင့်အဲဒီနေရာတွေကိုမသွားလာကြဖို့အေရှင်အပါဝင်စင်ထိုးရွာသားတွေကိုလုံးနဲ့ပျော်ဆိုထားခဲ့တယ်လို့လေဒီသာကန်အချို့ကပြောပါတယ်။မြေမြို့မိုင်းထောင်ထားတဲ့အပေါ် KNLA တန်ရင်စနီတက်ခွေတူကတက်ခွေမှုစောထူးကပိုးကိုဒွေဝါစကဆက်သွေးမိမြန်ရှာမှာတော့ စင်ထိုးကြီးရွာကိုစစ်ကောင်စီတပ်ကနင်းနီရှင်းလင်းဖို့လာမည်ဆိုတဲ့တည်ငြိမ်ရလို့စစ်စင်နင်းမီလည်းဖြစ်တဲ့အတွေ့လုံချိုရေးအရမိုက်ထောင်ထားတာတွေရှိသလိုစစ်ကောင်စီတပ်ကထောင်ထားတဲ့မိုင်းတွေလည်းရှိတယ်လို့ပြောဆိုခဲ့ပါတယ်။တနင်္သာရီမြို့နယ်တိန်ခုံရွာကနေတက်ချင်းပြီးတနင်္သာရီမြို့ကိုပြန်လာတဲ့စစ်ကောင်စီတပ်ကိုတော်လှန်ရေးတပ်ကတိုက်ခိုက်တယ်လို့တော်လှန်ရေးတပ်ဖွဲ့ဝင်တွေနဲ့သူတို့နဲ့နှိမ့်ဆက်သူတွေစီကသိရပါဗျာ။ တည်င်းအပြည့်စုံကိုတော်ဝါရှိုင်းဒေါ်တာတို့ကပြပြပေးသွားမှာပါရှင်တနင်္သာရီမြို့နယ်တိတ်ခုံးရွာကနေတိုက်ချိန်ပြီးတနင်္သာရီမြို့ကိုပြန်လာတဲ့စစ်ကောင်စီတပ်ကိုတော်လိုင်းရီတပ်ကတိုက်ခိုက်တယ်လို့တော်လိုင်းရီတပ်ဖွဲ့ဝင်တွေသူတို့နဲ့နှိစက်သူတွေစီကတီးရပါတယ်။ဆိုလာ23ရက်နေ့မနေ့စောစောမှာတိတ်ခုံးရွာကတိုက်ချိန်ပြီးပြန်လာတဲ့ကားလေးစီးပါစစ်ကောင်စီကားတန်းကိုတမုတ်ချုံရွာမှာတိုက်ခိုက်ခဲ့တယ်လို့တော်လိုင်းတပ်ဖွဲ့ဝင်တို့ကဆိုပါတယ်။ စစ်ကောက်စီတပ်ကဇော်လ22ရက်နေ့မှာတိုက်ခုံးရွာကိုရိတ်ခါနဲ့စစ်ကူကားတွေတက်သွားပြီးတက်ချင်းပြက်လာချိန်လူနာတွေကိုလည်းတက်ဆောင်လာတာပါ။ထိုင်းမြန်မာနယ်စပ်မော်နော်ကိုတိုရင်လမ်းကိုပြန်ဆိုးမှုဖို့စကော့စီတပ်ကစက်ကြောင်းထိုးနေတာ6လကျော်လာပြီဖြစ်ပေမဲ့လည်းစစ်စစ်မတိုးနိုင်ပဲတိုက်ခိုးရွာမှာပဲခြေပြုတ်ထားရပါတယ်။တိုက်ပွဲဖြစ်ပြီးနောက်စကော့စီကား3စီးကအောက်ကေးရွာခြေဆိုင်ခမာယ99ခေါ်တိုင်ရင်ထဲကိုဝင်သွားတယ်လို့ဆိုပါတယ်။ တမုတ်ချုံရွာမှာမေလ23ရက်နေ့ကစစ်ကောက်စီရဲ့တနက်နေ့ရန်တမ်းပစ်ခတ်တာကြောင့်အသက်16နှစ်အရွယ်ကလေးတအူသေဆုံးခဲ့ပါတယ်။မြေကျုံစုဒေတာထွက်ကန်းစော်စိနှစ်နှစ်ဆက်တက်အထွတ်နှုံနှဲလာပြီးတဲ့နောက်ဈေးနှစ်ဆနီပါမြင့်တက်သွားပါတယ်။ကန်းစော်ပင်တွေအတိနှုံနှဲပြီးအစိတ်ကြွေချိန်နောက်ကျတာကြောင့်ကုန်ချမ်းအထွတ်နှင်းလာတယ်လို့ဆိုပါတယ်။ဒါကြောင့်လည်းဈေးတက်လာတာပါ။ မနစ်ကကန်းစော်စီအထွက်နှုံနေတာကြောင့်ကန်းစော်စီ၄၀ကျပ်သားတပူးကိုငွေကျပ်တသိန်းနဲ့တသိန်းခွဲဝန်းကျင်အထိဈေးသွက်သွားခဲ့ပါတယ်။လက်ရှိမှာတော့ကန်းစော်စီ၄၀ကျပ်သားတပူးကိုငွေကျပ်၂သိန်းခွဲဝန်းကျင်ပေါက်ဈေးရှိနေတာပါ။ကုန်ကျန်းဖြစ်တဲ့ကန်းစော်စီတပီကိုငွေကျပ်တသိန်းဝန်းကျင်ဈေးပေါက်နေပြီးဝယ်ရတာလည်းခက်ခဲနေတယ်လို့ဆိုပါတယ်။ ကန်စော်ပင်တွေဟာတနင်္လာရီတိုင်းတဲကဘလောမြိတ်ပုတ်ပြင်းတနင်္လာရီစားတဲ့မြို့နယ်တွေမှာအများဆုံးတွေ့ရပြီးရွှေနုံပေါ်ပြီးပင်လယ်ဒီရေရောက်ဒေသတွေမှာလည်းပေါရောက်ရှင်သန်လေးရှိပါတယ်။ကန်စော်ပင်တပင်ဟာသုံးနှစ်မှာတစ်ချိန်ပဲအလှည့်ကျအသီးသီးလေးရှိပါတယ်။ကန်စော်စီကိုတော့ဒေသခံတွေကအစွမ်းထက်တဲ့အိမ်သုံးဆိပ်အဖြစ်အသုံးပြုလေးရှိသလိုအခြားတိုင်းနယ်ပြည်နယ်တွေကလည်းတကူးတကဝယ်ယူလေးရှိပါရဲ့ရှင်။ ထိုင်းနိုင်ငံတောင်ပိုင်းချွန်ပေါ်ခရိုင်လန်စွမ်းဒေသကစီအောင်ချန်နယ်ကကြဝိုင်းကိုထိုင်းရဲတပ်ဖွဲ့ကဝင်ရောက်ဖမ်းဆီးခဲ့ရာမြန်မာနိုင်ငံသားတွေအပါအဝင်12ဦးဖမ်းဆီးခံလိုက်ရပါတယ်။တတင်းအပြည့်အစုံကိုဒိုဝဲဝါရှိုင်းဒေါ်တာတို့ကပြပြပေးသွားမှာပါရှင်။ကျဝိုင်းကိုထိုင်းရတဖွဲ့ကဝင်ရောက်ဖမ်းဆီးရမှာမြန်မာပါဝင်လူ30ကျော်ဖမ်းဆီးခံရရပါတယ်။ထိုင်းနိုင်ငံတောင်ပိုင်းချွန်ဖော်ခရိုင်လန်စွမ်းဒေသစီအောင်ချန်တဲ့ကကျဝိုင်းကို ထိုင်းရဲတပ်ဖွဲ့ကဝင်ရောက်ဖမ်းဆီးခဲ့ရာမြန်မာနိုင်ငံသားတွေပါဝင်12ဦးဖမ်းဆီးခံလိုက်ရပါတယ်။စီအိုချန်တဲ့ကြဝိုင်းလွတ်နေတာကိုတရင်ပေးတိုင်ကြားချက်အရချုပ်ဖို့ခရရဲတပ်ဖွဲ့ကဇွန်လ22ရက်ညနေကတွားရောက်ဖမ်းဆီးခဲ့တာလို့ထိုင်းသတင်းတွေမှာဖော်ပြထားပါတယ်။ရဲတပ်ဖွဲ့ကဝင်ရောက်လာတဲ့အခါကြဝိုင်းကလူတွေထွက်ပြေးလို့လိုက်လံဖမ်းဆီးရမှာတော့စနေဦးကိုဖမ်းဆီးရမိခဲ့တယ်လို့ဆိုပါတယ်ဖမ်းဆီးခံရသူတွေထဲမြန်မာနိုင်ငံသား9ဦးလာအိုနိုင်ငံသား2ဦးနဲ့ထိုင်းနိုင်ငံသား6ဦးပါဝင်ပါတယ် အဖမ်းခံရသူတွေထဲမြမတအူးကတော့ကြက်ဝိုင်းစီစဉ်သူဖြစ်ပြီးနောက်မြမတအူးကတော့ကြက်ဝိုင်းထဲအစားအသောက်နဲ့အေးရောင်းချနေတာကိုရတဖွဲ့ကစစ်ဆေးတွေးရှိကြတာလို့ဆိုပါတယ်အဲ့ဒီဒေသမှာကြက်ဝိုင်းထောင်နေတာငါးလခန့်ရှိပြီးမြန်မာနိုင်ငံသားအများစုလာရောက်လေရှိသလိုထိုင်းနဲ့လာအိုနိုင်ငံသားတွေလည်းလာရောက်လေရှိတယ်လို့ထိုင်းသတင်းတွေမှာဖော်ပြထားပါတယ်။ဖန်စီရမိသူ အလုံးကိုတော့တရားမဝင်လောက်ကစားမှုနဲ့အမှုဖွင့်ရေးယူထားပါတယ်။ အမေရိကန်သမ္မတဒေါ်နယ်ထရိုက်ကြေညာခဲ့တဲ့အပြည့်ရဲ့အစီအစဉ်ကိုအစ္စရေးနဲ့အီရန်ကဒီကနေ့ဇွန်လ24ရက်နေ့မှာလက်ခံလိုက်ပြီးဖြစ်ပါတယ်။ကတ်တာနိုင်ငံမှာရှိတဲ့အမေရိကန်စစ်ကမ်းတစ်ခုကိုအီရန်ကတိုက်ခိုက်ခဲ့ပြီးတဲ့နောက်အခုအပြည့်ရဲ့အစီအစဉ်ကိုသမ္မတထရန့်ကကြေညာခဲ့တာပါ။တည်င်းအပြည့်စုံကိုဒိုယဝရှိုင်းဒေါ်တာတို့ကပြောပြပေးသွားမှာပါရှင်။စနေရကြအစ္စရေးအီရန်စစ်ပွဲဒီကနေ့အပိတ်ခတ်ရပ်ဆဲလိုက်ပါပြီအမေရိကန်သမ္မတဒေါ်နယ်ထရပ်ကြေညာခဲ့တဲ့ အပေးရအစီအစဉ်ကိုအစ္စရေးနဲ့အီရန်ကဒီကနေ့ဇွန်လ24ရက်နေ့မှာလက်ခံလိုက်ပြီဖြစ်ပါတယ်။ကာတာနိုင်ငံမှာရှိတဲ့အမေရိကန်စစ်စခန်းတစ်ခုကိုအီရန်ကတိုက်ခိုက်ခဲ့ပြီးတဲ့နောက်အခုအပေးရအစီအစဉ်ကိုသမ္မတထရပ်ကကြေညာခဲ့တာပါ။အဲ့ဒီအပေးရအစီအစဉ်ကိုလက်မခံပြီးဒီကနေ့နံနက်စောပိုင်းထိအီရန်ကအစ္စရေးကိုမစိုင်းတိုးတွေနဲ့နောက်ဆုံးချိန်ပစ်ခတ်တိုက်ခိုက်ခဲ့ပါသေးတယ်။အဲ့ဒီတိုက်ခိုက်မှုမှာအစ္စရေးဘက်ကအနည်းဆုံးလူ9ဦးသေဆုံးခဲ့တာပါ။ တချို့တည်းမှာပဲအစ္စရေးဘက်ကလည်းဒီကနေ့မနေ့အာယုံမတက်မီအချိန်ထိအီရန်ကနေရာတော်တော်များများကိုဗုံးကျဲတက်ခတ်ခဲ့ပါသေးတယ်။အဲ့ဒီနောက်အီရန်နဲ့အပစ်ခတ်ရက်စဲဖို့သဘောတူလိုက်ခံလိုက်ပြီလို့အစ္စရေးဝန်ကြီးချုပ်ကပြောဆိုလိုက်ပါတယ်။စနေကြာဆစ်စင်ရတဲ့အီရန်ကအမှုမျိုးစီမံကိန်းတွေကိုဖယ်ရှားရေးပါဝင်စီးရေးညီမှန်းချက်အလုံးကို ရရှိအောင်မြင်ခဲ့တယ်လို့သူကဆက်ပြောဆိုခဲ့ပါတယ်။အပိယသဘောတူညီချက်ကိုချုပ်ဖို့လာရင်တော့ပြင်းပြင်းထန်ထန်တုံ့ပြန်သွားမယ်လို့လည်းသူကထက်သွင်းပြောဆိုသွားခဲ့ပါသေးတယ်။ အပြည့်ရသဘောတူညီချက်ဟာဒေသစံတော်ချင်းဒီကနေ့မနက်9:30မိနစ်ကနေစတင်တက်ဝင်လာပြီလို့အီရန်ဆိုရာပိုင်ရုပ်မြင်သံကြားကလည်းကြေညာခဲ့ပါတယ်။စနေရကြာအစ္စရေးအီရန်စစ်ပွဲထဲအစ္စရေးဘက်ကနယ်စုံလူ29ဦးသေဆုံးခဲ့ပြီးလူပေါင်းတထောင်ကျော်ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။အလားတူအီရန်ဘက်မှာလည်းအနည်းဆုံးလူ984ဦးသေဆုံးပြီး3458ဦးထိခိုက်ဒဏ်ရာရခဲ့ပါတယ်။ ုလိုတင်းနှင်းသားရဲ့တင်းအစီအစဉ်ကိုနားဆင်ပေးခဲ့တဲ့အတွက်အထူးကျေးဇူးတင်ရှိပါရရှင်။မြန်မာနိုင်ငံသားများကပ်ဘေးအပေါင်းကနေအမြန်ဆုံးလွတ်မြောက်ပါစေလို့ဒွေဝါရှိုင်းတော်သားတွေကဆုမွန်ကောင်းတောင်းအပ်ပါရရှင်။